စင်ကာပူနိုင်ငံမှာမီလာ၃ရက်မှာအထွေထွေရေးကောက်ပွဲပြုလုပ်ဖို့စီစဉ်ထားပြီးအဓိကအတိုက်ခံပါတီဖြစ်တဲ့အလုံသမားပါတီဟာလွှတ်တော်မှာနေရအများပြားကိုအနိုင်ရရှိဖို့မျှော်လင့်ထားကြောင်းနီကေအရှာကဖော်ပြခဲ့ပါတယ်။အဲ့ဒီရေးကောက်ပွဲဟာစင်ကာပူဝန်ကြီးချုပ်တဲ့လော်ရန်ဝေါင်နဲ့သူ့ရဲ့ PAP ပါတီအတွက်ပထမဆုံးရေးကောက်ပွဲအစဉ်ခုမှုဖြစ်လာလိမ့်မယ်လို့ကြေညာသူတွေကပြောကြားခဲ့ပါတယ်။ဒါပေမဲ့မဲဆန္ဒရှင်တွေကလက်ရှိအာဏာရ PAP ပါတီကိုသာမဲပွေပွဲရှိနေကြောင်းလေးလာသူတွေကတုံ့တက်ထားကြပါတယ်။စင်ကာပူနိုင်ငံကိုပြည်ထောင်က1959ခုနှစ်မှာကိုပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပြီးကြတဲ့က PAP ပါတီဟာစင်ကာပူမှာပြုလုပ် ပ်ခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာအနိုင်ရရှိခဲ့ပါတယ်။စင်ကာပူမှာနောက်ဆုံးအကြိမ်ရွေးကောက်ပွဲကို2020ပြည့်နှစ်ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲမှာအတိုက်ခံလူ့သမားပါတီကလွှတ်တော်မှာ210နေရာရရှိခဲ့ပြီးအတိုက်ခံတွေအတွက်အကြီးမားဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲမှာ PAP ပါတီဟာလွှတ်တော်နေရာ93နေရာမှာကျန်တဲ့နေရာ83နေရာစလုံးကိုအနိုင်ရရှိခဲ့တာပါ။မေလ3ရက်မှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာတော့စင်ကာပူရဲ့မဲဆန္ဒနဲ့33ခုမှာလွှတ်တော်ကိုယ်စားလှယ်68နေရာစလုံးကိုမဲပေးရွေးချယ်မှာဖြစ်ပြီးအတိုက်ခံလူ့သမားပါတီကနေရာအများစုအနိုင်ရရှိဖို့မျှော်လင့်ထားကြောင်းပါတီကောင်းဆောင် င်ပရီတမ်ဆင်မကပြောကြားခဲ့ပါတယ်။ဒါပေမဲ့မလတ်ကပြည်ထိုင်ခြေဆက် UGOF သူတေသနကံမဏီကစင်ကာပူနိုင်ငံသား1845ဦးကိုစစ်တမ်းကောက်ခံခဲ့ရမှာ63ရာခိုင်နှုန်းကအာဏာရ PAB ပါတီကိုရွေးချယ်ခဲ့ကြပြီး15ရာခိုင်နှုန်းကသာအလို့သမားပါတီကိုရွေးချယ်ခဲ့ကြပါတယ်။